ဆရာတော်ဘုရားကြီးဟောတဲ့တရားတွေမှာနော်အဝိဇ္ဇာနဲ့တဏှာအရင်ခံကံကြောင့်ယုံနံပေါ်တယ်နော်အဝိဇ္ဇာနဲ့တဏှာကြောင့်ဦးလေးတို့ကကံတွေကြောင့်နော်နော်ပြုခဲ့တဲ့ကံတွေကြောင့်ဒီယုံနံတွေပေါ်လာတာနော်ဖြစ်ပေါ်လာအဲ့တော့တဏှာဟာတော်တော်ဆိုးတယ်နော်တဏှာဟာတော်တော်ကောက်ကြည့်အဝိဇ္ဇာဒိဋ္ဌိပြုတ်ရင်အဝိဇ္ဇာပြုတ် ဒါပေမဲ့တဏှာတော့ဖြတ်လာတော်တော်ခက်ခဲတယ်နော်အဝိဇ္ဇာဓာတ်နဲ့တစ်ချက်ပဲပိုင်ရတယ်တဏှာကြတော့ဓာတ်၃ချက်ပိုင်ရတယ်နော်အဲ့လိုဦးလေးကြားဖို့တော့နော်အဲ့တော့နတ်ပြည်ကနော်နတ်သားနှစ်ပါးစွတည်တဲ့ခါကျတော့တပါးကြီးကန်းဖြစ်သွားတယ်နော်တပါးကြတော့ချိန်တာလေလောက်ဖြစ်သွားတယ်နော်လောက်ဖြစ်သွားတော့ လောက်ခဲ့တတန်းဆိုခொနည်းပဲကြာနော်ခொနည်းကြာမယ်တချို့လဲ10ရက်15ရက်ကြာမော်ဒီဒါမဲ့ကြီးကန်းလေးကဘာပြောတာလဲဆိုနော်မင်းကွာမင်းတတန်းခொနည်းဆိုရင်မင်းတေလို့ရရင်မင်းလက်ပြပြန်ရအောင်အဲ့တော့မင်းအဲ့ခொနည်းပြင်ငါလာခဲ့မယ်မင်းပြင်ထွက်ခဲ့ငါမင်းကိုလုံးသီးနဲ့ပေါက်တတ်လိုက်မယ် ထိုးတတ်လိုက်မယ်ထိုးတတ်လိုက်မယ်တေသွားရင်နှက်ပြီးပြင်ရောက်မှာနော်သူကလည်းအဲ့အဲ့မှာကြီးကလေးကလာတယ်လာပြီမဲ့ကြီးကလေးကအပြင်းလေးအာအာနဲ့អော်တယ်អော်ရင်းနဲ့နော်နော်လောက်ကလေးကလောက်မလေးနဲ့ပြောနေတယ်အဲ့အချိန်မှာလောက်မချောချောလေးပေါ့သူ့ဘုရားတော်ဒီဒီဘဝကိုဆွဲလန်းနေတယ်နော် ခုလက်ရှိရောက်နေတဲ့ဘဝကိုဆွဲလန်းနေတဲ့အတွက်ဒီလောက်မှလေးချောချောလေးနဲ့သူပြောနေတယ်တဲ့အဲဒါကြောင့်တငယ်ကြီးငါတော့လောက်မှချောလေးနဲ့မခွဲနိုင်တော့ဘူးမင်းငါလည်းပေါ့မတတ်နေလေငါဒီမှာဆက်ပြီးတော့လောက်မှလေးနဲ့ပဲအတူပြောပြရစီကွာဆိုပြောလိုက်တယ်ပြောလိုက်တော့အဲချိန်ကန်လေးကပြန်သွားတယ်နော်ပြန်သွားတယ်ဆိုတော့ဦးရီကစဉ်းစားရတယ်နော်တဏဘလို့စူးစမ်းနော်ဒီ ကောင်းတဲ့ဘဝရောက်နေတာတော့ဘဝကိုဆွဲနှမ်းနေနော်ဘဝတဏဘဝကိုဆွဲနှမ်းတဲ့တဏအဲဒါကြောင့်မလို့ तू က9ရက်မှာတည်လို့ရတာဒါပေမဲ့မတည်သေးဘူးမတည်ခြင်းသေးဘူး तू လောက်မလေးနဲ့ပြောခြင်းသေးတယ်တဲ့နော်အဲဒါဦးလေးကကြားဘူးလို့နော်အဲဒါလေးကိုတဏကောက်ကျစ်တယ်ဆိုးတယ်နော်အမှန်တန်ကြီးမားတဲ့ရန်သူကြီးပဲဆိုတော့ဒါလေးဦးလေးကပြောပြပါနော်အားလုံးကျေးဇူးတင်ပါတယ် ตาลืตาลืตาลื